အင်ဂျီယာမဲ့လမ်းမေးမှာနေရတာကြောင့်အစာရေစာပြက်လက်ပြီးတော့ကျန်းမာရေးဆိုးဝါးလာရတဲ့အပန်းအိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ငယ်ရွယ်စဉ်မှာကြိုးစားပြီးတော့ရုန်းကန်ခဲ့ပေမဲ့အသက်ကြီးတဲ့အချိန်မှာ သားသမီးတွေနဲ့ဆွေမျိုးတွေကတီရှုဆောင်းဆောင်မှသာသက်ကြီးရဦးရရဲ့ဘဝအဆင်ပြေရာဖြစ်ပါရင်ဒီအပန်းအိုကတော့ပြုစုဆောင်းရှောက်ပေးပေမဲ့သားသမီးတွေလည်းမရှိသလိုနေစရာလည်းမရှိတဲ့အတွက်လမ်းမေးမှာနေနေရတာဖြစ်ပါရင် ဆောင်းရှောက်ပေးမဲ့သူမရှိပဲအင်ဂျီယာမဲ့ဘဝနဲ့ဘဝကိုဖျက်ဆီးနေရတာဖြစ်ပါတယ်။အဖိုးကလမ်းဘေးကအုတ်တိုင်းဘေးမှာလာထိုင်နေတာဖြစ်ပြီးတော့ ညာဆိုလေအဲ့ဒီအချိန်မှာအဲ့ဒီနားမှာပဲအိတ်တာဖြစ်ပါတယ်ဘေးကလူတွေကတနာလို့ဖြာလေးဝယ်ပေးပြီးတော့အမိုးအကာလေးလုပ်ပေးကြပါတယ်ဒါပေမဲ့လည်းမနဲ့မိုးလင်းပြီဆိုရင်အမိုးအကာတွေနဲ့ပစ္စည်းတွေကသူများတွေလာခိုးသွားတာမျိုးမရှိတတ်တော့ပါဘူးဒါကြောင့်မို့မိုးရွာပြီဆိုရင်လည်းအမိုးလေးအောက်မှာသာနေရပြီးတော့ကျန်းမာရေးလည်းတော်တော်လေးကို ထိခိုက်လာတာဖြစ်ပါတယ် မိုးရွာထဲမှာနေစင်နဲ့မိဝေပေးပြီးတော့အမိုးအကာလေးလုပ်ပေးကြပါတယ်။ဒါပေမဲ့လည်းမနက်မိုးလေးမိဆိုရင်အမိုးအကာရင်းနဲ့ပစ္စည်းတွေကသူများတွေလာခိုးသွားတာမျိုးမရှိတတ်တော့ပါဘူး။ဒါကြောင့်မို့မိုးရွာပြီဆိုရင်လည်းအမိုးလေးအောက်မှာသာနေရပြီးတော့ကျန်းမာရေးလည်းတော်တော်လေးကို ထိခိုက်လာတာဖြစ်ပါတယ်။ မိုးရွာထဲမှာနေစင်တဲ့အများအိတ်နေရတဲ့အတွက်ကျမကြီးကထူးခြားလာခဲ့တာဖြစ်ပါတယ်အဘကစကားပြောရင်လည်းမပီတော့ပဲလေဖြတ်သလိုဖြစ်နေရပါအရင်တော့ကတော့အိမ်ရှိရလို့ပြောပြီးတော့အခုနောက်ပိုင်းမှာသူများဖြတ်သိမ်းလိုက်ပြီးဆိုပြီးတော့ဖွင့်ဟထားတာဖြစ်ပါတယ်အဖိုးကလမ်းမေးမှနေရတဲ့အပြင်စားစရာလည်းမရှိပါဘူးကိုယ်တိုင်မထနိုင်တော့တဲ့အတွက်သွားတောင်းတာမျိုးကိုလည်းမလုပ်နိုင်ပါဘူးဖြစ်သောဖြစ်လာရိယတနာလို့ကျွေးမှသာစားရတာဖြစ်ပါတယ်တချို့ရဲဆိုရင်တော့ ထထောင်မစားနိုင်တော့တဲ့အခြေအနေအထိဖြစ်နေရတာပါအဘကရောက်လာတော့ကကျမကြီးကောင်းပြီးတော့အခုနောက်ပိုင်းမှသာ ပိုဆိုးလို့နေတာဖြစ်ပါတယ် စားစရာမရှိတဲ့အခြေအနေဖြစ်နေတာမို့တန်ကတချို့ကတော့တနာစာထမင်းနေလာကျွေးရရှိပါတယ်နေတိုင်းလာကျွေးနိုင်တာမျိုးမဟုတ်ဘဲတခါတလေမှသာလာကျွေးရဖြစ်ပါတယ်လာမကျွေးရရက်တွေဆိုရင်တော့ငတ်ပြီးတော့မစားဘဲနေနေရတာဖြစ်ပါတယ်လမ်းဘေးကပတ်ဝန်းကျင်ထဲမှာလည်းတနာရည်သူတွေရှိသလို မလိုတဲ့သူတွေကလည်းရှိကြပါတယ်တချို့ကအဘအိုကိုကိုကျင်းမစားဘဲပြောဆိုတာတွေနဲ့ သူပြည့်စည်းရီတောင်ပြန်သေးသွားတာပါအဘအိုတနာရဲသူတွေကထမင်းဘူးလေးသုံးလေးဘူးလာလို့ထားရင်လဲသူမစားလိုက်ရပါဘူးအိပ်ပျော်နေတဲ့အချိန်မှာတခြားကလေးတွေကလာပြီးတော့ယူစားသွားကြတာပါဒီလိုနဲ့ပဲအလူရှင်နေလာလူလဲပစ္စည်းစုံစုံလင်းလင်းနဲ့မနေနိုင်ဖြစ်နေရပါထီးလေးတစ်ချောင်းကိုခေါင်းမှာစောင်းပြီးတော့အခုလိုပဲဖြစ်သလိုအိပ်နေရပါအဘအိုကအင်ဂျီရီဆိုလဲဆူရွှဲပြီးတော့ဖြစ်နေတာမို့ရေရှည်ဒီတိုင်းသာဆိုရင်တော့ အိနေရင်းတဲ့ကြောင်မှာအသက်ပါသွားနိုင်ပါတယ်။အိနေတာကလည်း platform လို့အုတ်ဒီပေါ်မှာအိတ်တာမို့အစုပ်အအေးပက်ပြီးတော့အသက်ကြောင်မှာအန်ဒီရထိခိုက်နေနိုင်တာဖြစ်ပါတယ်။တကယ်လို့ဘေးကလူတွေကတန်းညီလက်ညီနဲ့လုံခြုံမဲ့အဆင်ပြေမဲ့နေရာကိုပို့ပေးမယ်ဆိုရင်တော့ခေါင်းပေမဲ့ဘယ်သူမှလုံးမပေးကြပါဘူး။တနားနဲ့အန်ဒီရကြတော့လေ ူတရောင်ထဲလုံးဆောင်တာလုံမပေးရတဲ့အတွက်ကိုမီဒီယာတွေခေါ်ပြီးတော့အကူအညီတောင်းခဲ့ရပါအဖိုးနဲ့ကလည်းစကားသိပ်မပြောဖြစ်ပါဘူးတခွန်းနှခွန်းလောက်သာပြောပြီးတော့ရေတောင်းတောက်တာတိုင်းပဲရှိရပါခက်ခဲနေတဲ့အချိန်မှာလူတိုင်းကလည်းအမြဲတမ်းမလူပေးနိုင်ကြတာမို့အစားရေစာပြတ်လည်နေတဲ့ဘဝကိုရရှိနေတာပါအဒီဒီကတော့သူတက်တိုင်းမြန်မာမီဒီယာကိုဖြည့်ပြီးတော့ကူညီပေးမဲ့သူပေါ်လာဖို့လှုပ်ပေးခဲ့ရပါအဘအိုကအသက်ကြီးရဲ့ဘဝမှာအကူအကဲမဲ့ရဲ့ဘဝဖြစ်နေရပါသူအနေနဲ့စကားလည်းမပြေတဲ့အတွက် မိသားစုအခြေအနေကိုလည်းကောင်းကောင်းမပြောပြနိုင်ပါဘူး။အဖအိုကပဟန်သုံးလမ်းကြားမှာနေထိုင်တာဖြစ်လို့ကုညီစင်းတဲ့သူတွေနဲ့နဲ့ကုညီနိုင်ပါတယ်။ Brighter Race ကိုဆက်သွယ်ပေးပြီးတော့လည်းလာမကူညီဘူးလို့လည်းသိရပါတယ်။အသက်ကြီးမှအိုကံမကောင်းမဲလမ်းပေးရောက်နေတဲ့အဖအိုအပေါ်အမြင်လေးပြပြပေးခဲ့ပါအောင်ရှင်။အဆုံးထိရှိရှိပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။